มานิปัจยังอันเตสังฆทานานิอันนี้ต้นไม้มีเยอะแยะเลยเย็นสบายมิงลาวาဒီနေ့ကတော့အကျဉ်းရဲ့မွေးနေ့ဖြစ်ပါတယ်။အကျဉ်းရဲ့မွေးနေ့လေးမှာမိသားစုနှစ်ခုကုသိုလ်လာလောက်တာဖြစ်ပါတယ်ခင်ဗျာ။ခွေးကြောင်းလေးမှာကတစ်ပင်ကြီးတွေလည်းအများကြီးရှိတဲ့အခါကျတော့

အကျဉ်က်ရဲ့တဦးသီးတော့သားလေးဖြစ်ပါတယ်။နောက်ကတော့အကျဉ်က်ဇနီးရဲ့အမေဖြစ်ပါတယ်။အခုဆိုလို့ရှိရင် အမေရဲ့အဖွားရဲ့ဇနီးမရရဲ့ရခမရဲ့အတူတကွပေါ့နော်ကုသိုလ်လာလောက်ကြတာဖြစ်ပါတယ်။အဖွားကတော့အသက်64နှစ်ဝန်းကျင် ရှိပါပြီ။အမေမဲလွတ်ကတော့အသက်60ကျော်ရှိပါပြီ။ အခုဆိုလို့ရှိရင်အဖွားကအရန်ကိုတတမမာနဲ့ရှိနေပါသေးတယ်အသက်60ကျော်သွားပါပြီအသက်60ကျော်သွားပြီဖြစ်ပေမဲ့အခုဒီတန်မာသုံးစားတောက်နိုင်သုံးပါပဲခင်ဗျာစာရီလည်းဖတ်နိုင်ပါတယ်တင်းစားတွေဆိုရင်လည်းအမြဲတမ်းဝယ်ယူဖတ်တယ်လို့ပြောပါတယ်ခင်ဗျာဟုတ်လားအဲတင်းစားလည်းကောင်းကောင်းမဖတ်နိုင်ကျွန်တော်တို့တရားနာကုသိုလ်မလုပ်ခင်လေးမှာ အရင်ဦးဆုံးငားလေးတွေကို အစာသွားကြည့်ဖြစ်ပါတယ်။ကျောင်းဝန်းကျင်ကလည်းအတော်ကိုအေဂျင်ပြီးတော့မှစိတ်ကြည်နူးစရာကောင်းပါတယ်ခင်ဗျာ။အခုတော့ငားစာကြွေးလိုက်ပါဦးမယ်ခင်ဗျာ။အစာကထင်တာရေကအရင်နောက်တော့ငားလေးတွေတိတ်မတွေ့ရဘူးခင်ဗျာ။ဒါကြောင့်ငားတွေတိတ်မရှိဘူးလို့ထင်တာပါနော်။ငားစာကြွေးလိုက်တဲ့အခါကျတော့ငားတွေကအပေါ်ကိုတက်လာပါတယ်။လက်တွေလည်းအများကြီးတွေ့ရပါတယ်။ဟိုမှာလက်တွေလား။ ตาวัวตาตัวนั้นตาขาดเยอะแยะตาหนังคอตาหน้าตาจุ๊นี่บ้าบี้ နားလေးတွေဒီကန်ထဲမှာဆိုရင်ငားတွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့ရေနှောင့်နေတဲ့အခါကျတော့ကျွန်တော်တို့မမြင်ရမတွေ့ရပါဘူး အစာကျွေးလိုက်တဲ့အခါကျရင်တော့ငါးတွေကအများကြီးအပေါ်ကိုတက်လာပါတယ်ခင်ဗျာဒီတဲ့အစများစွာကြီးတဲ့ငါးကန်မှာတော့ငါးမျိုးစိတ်များစွာနဲ့ငါးကြီးတွေလည်းရှိတယ်လို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်တို့အချိန်မရတဲ့အခါကျတော့အဲ့ဒီငါးကန်ကိုမတွားလိုက်ရပါဘူးခင်ဗျာဟာလေးလေဒီမှာအစာကျွေးလို့ရအများကြီးပဲညာတကယ်ကိုအေးချမ်းပါရိတ်လေးရှိပြီးတော့ ြဲ့နေရာလေးတွေကလေတိရိတ်ဝရိတ်လေးရှိတယ်ဟုတ်လားတိရိတ်ဝရိတ်လေးတွေကလည်းတော်တော်လေးကိုအေးချမ်းဒီမှာဆိုလို့ရှိရင်အင်ဂျင်တီးရာအင်ဂျင်တီးလို့ခေါ်တာဟုတ်လား ဒီနေရာလေးကတော့ညောင်ရင်တွန်းတဲ့နေရာတွေဖြစ်မယ်နော်မြန်မာပြည်မှာဆိုလို့ရှိရင်ငောင်ရင်တွန်းပွဲတွေပါလောက်တဲ့ခါကျရင်အဲ့လိုပုံစံလေးလေးပေါ့နော်ညောင်ရင်တွန်းပွဲလောက်တဲ့ပုံစံလေးပဲဒီနေရာလေးကလေ ညောင်မင်းအောက်မှာလည်းတော်တော်လေးကိုတက်ပဲ လေလေးတိုက်ပြီးတော့မှတကယ်ကိုအေးချမ်းတဲ့နေရာလေးပါဘုန်းကြီးကျောင်းဆိုတာကလေလေကိုအေးအေးလေးတိုက်နေညာပဲရွှေသားလျောင်းတရားဖြစ်ပါတယ်ဒီမှာလည်းရှိတယ်နော်ရွှေသားလျောင်းမတိုင်းမီရ တန်ရစီးသီးရယူလာပြီစီးသီးရစားတယ်စီးသီးရချားတယ်ဗမာစီးသီးမြန်မာပြည်ကနေပြီးတော့တောင်းရနေပြီးတော့သိတဲ့စီးသီးဟုတ်မှာအဲ့ဒါစားပါတောစီးသီးလေးလေးချားမချားဗန်ကောက်မြို့ထဲမှာမလေးစီးသီးပြီးရချားနေအောင်ရုပ်ပြမှာရှိရဟုတ်တယ်နမ်းမြန်ဒီနမ်းမြန်ယူဝတ်တော့နမ်းမြန်နမ်းမြန်ယူနမ်းမြန်ယူတောက်တာအကောင်းပါလေနမ်းမြန်ယူနမ်းမြန်ယူ Oh, ati at di mabaraw siya piyoyin ng tuwi sa tuwala <laughs> ha <laughs> ha 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 ไม่ต้องมาเยอะร้อยสามสิบพอนะร้อยสา